အားလုံးမင်္ဂလာပါ Kelly Pawno YouTube Channel ကနေတင်တော့ကိုတွေတွေဆိုအပ်ချိုးဆိုပါတယ်ဒီနေ့ကျွန်တော် YouTube Channel ကနေတံပယာတီဤဆေးအစွမ်းကြောင်းကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ကျွန်တော် YouTube Channel ကိုနားထောင်ပေးတယ် Subscribe လုပ်ပေးတယ် Comment လုပ်ပေးတယ် Like လုပ်ပေးတဲ့အတွက်ကြောင်းကျေးဇူးတင်ပါတယ် Select VPN ခံပြီးကြည့်ပေးဖို့ကျွန်တော်အနေနဲ့မေတ္တာရက်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် တံပယတိဟာ citrus အမျိုးအစားတစ်တစ်မျိုး ဖြစ်ပါတယ် citrus လို့ပြောရကမှာလိမ်မော်တီရှောက်တီအမျိုးမျိုးတံပယောတီဆန်ကစ်တီနဲ့တစ်တီများစွာပါဝင်ပါတယ်တံပယတိဟာ လုံးတဲ့ပုံတံရှိပြီးအချင်း3စင်တီမီတာကနေ6စင်တီမီတာရှိပါတယ်အများအားဖြင့်အစိမ်းရောင် ဖြစ်ပါတယ်နံပါတ်1တံပယတိရှောက်တီအာတူသလားကွာချမှုရှိလား တံပရာတီးနဲ့ရှောက်တီးဟာမတူပါဘူးသူတို့ဟာ citrus အမျိုးအစားဖြစ်တယ်တချို့အရာတွေမှာတူပေမဲ့အနံ့ကွာခြားတယ်အယောင်အစင်းမတူဘူးအတုံးပြုတ်တဲ့နေရာမှာကွာပါတယ်ရှောက်တီးတံပရာကိုတီးဟာပိုကြီးတယ်ဘဲဥပုံတံရှိတယ်အဝါရောင်ရှိပြီးတော့တံပရာတီးကတော့ပိုငယ်ပြီးတော့လုံးဝိုင်းတဲ့ပုံတံရှိတယ်အယောင်ကတော့အစင်းရောင်ဖြစ်တယ်တံပရာတီးဟာရှောက်တီးထက်ပိုချိုပြီး ရှင်တူးတရတာပုံနေပါတယ်တံပရာတိဟာအက်ဆစ်တက်ပုံများပြီးအနည်းငယ်ခါပါတယ်နံပါတ်2တံပရာတိဟာဘာအတွက်ကောင်းပါသလဲတံပရာတိဟာဗိုက်တာမင်စီတက်များပြီးအန်တီအောက်ဆီဒန့်ဓာတ်သောဆန့်ကျင်ပစ္စည်းများပါဝင်ပါတယ်ဒီဓာတ်နှစ်ခုစလုံးဟာကြားမရဲ့အတွက်အလွန်အကျိုးရှိပါတယ်။တံပရာတိစားခြင်းတံပရာရေတောက်ခြင်းဟာတင့်ရဲ့ immunity ကို ကိုယ်ခံအားကိုတိုးတက်စေပါတယ်နှလုံးရောဂါဖြစ်စေတဲ့အချက်အလက်တွေကိုလျှော့စေတယ်ကြောက်ကတဲ့ကြောက်တဲ့ချင်းမှကာကွယ်ပေးတယ်ကိုယ်ခန္ဓာအတွက်တန်တတ်ဆုပ်ယူခြင်းကိုမစတဲ့အသားအရေကြားမှာရေးကိုမြင့်တင်ပေးတယ်တင့်နေတဲ့ citrus tea တွေစားတဲ့အခါမှာ allergic ရာတက်တဲ့ဆွင့်တံပယာတီးကိုရှောင်ပါနံပါတ်3တံပယာရေတောက်ခြင်းရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲတံပယာရေဟာကြားမှာရေးအတွက်ကြိုးများစွာဖြစ်စေပါတယ် ဗိုက်တာမင် C ပါတဲ့အတွက်ကြောင့်ယောဂပီးချင်းကိုများစွာမြင့်တင်ပေးပါတယ်။အစာချေစနစ်ကိုကူညီတယ်။ရေဓာတ်ကုန်ခန်းခြင်းမဖြစ်အောင်ကာကွယ်ပေးပါတယ်။ကြောက်ကကြောက်မတဲအောင်ကာကွယ်ပေးတယ်။အခြားသောသူတွေတီတွေရဲ့တွေ့ရှိချက်မှာကိုယ်အလေးချိန်ကိုထိန်းပေးတယ်။တချို့သောကင်ဆာယောဂါများကိုကာကွယ်ပေးနိုင်ပါတယ်။နံပါတ်၄တံပရာရေကိုနေ့တိုင်းတောက်လို့ရပါသလား။ တံပရာရေကိုနှစ်တိုင်းတောက်လို့ရပါတယ်တင့်မှာကြောက်ကကြောက်တယ်တဲ့လက္ခဏာရှိရင်တံပရာရေနှစ်တိုင်းတောက်ခြင်းဟာတင့်အတွက်အကျိုးရှိပါတယ်တံပရာရေမှာရှိတဲ့ site trainer ဟာတင့်ကြောက်ကကြောက်တွေကိုအရေးပြောစေပါတယ်တံပရာရေမှာပါတဲ့ vitamin C နဲ့ antioxidant ဒါဟာတင့်နှလုံးကြောင့်ကြစိတ် stress ကိုလျော့စေပါတယ်နံပါတ်5တံပရာရေတောက်ရန်ကောင်းဆုံးအချိန်ကဘယ်အချိန်လဲ မနေ့စောစောချိန်ဖြစ်ပါတယ်။တံပြာရေအပူကိုမနေ့စောစောဘိုက်ဟာနေတဲ့ချိန်မှာတောက်လိုက်ရင်အိုထဲမှာရှိတဲ့လေတွေကိုတက်ကြွစေပါတယ်။အစာခြေစနစ်ကောင်းလာတဲ့ရင်ပူချင်းကိုလျှော့ချပြီးကိုခန္ဓာမှအညစ်ကြေးစွန့်ခြင်းကိုမဆပါတယ်။တံပြာသီးမှာပါတဲ့ citric acid ဟာ enzyme ကောင်းမွန်စွာအလုပ်လုပ်နိုင်ရန်ကူညီပါတယ်။ အသေးကိုထကြွစေပြီးအစိတ်ဖယ်ရှားခြင်းကိုကူညီပါတယ်ဤကုံတံပရာတိစားခြင်းတံပရာရေတောက်ခြင်းအကျိုးကျေးဇူးဆက်သုံးခုကိုကျွန်တော်ပြန်ပြီးတော့ပြောမှာဖြစ်ပါတယ်နံပါတ်1တင်းရဲ့ကိုခံအာ immunity ကိုကောင်းစေတယ်နံပါတ်2နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးတယ်။နံပါတ်3ကြောက်ကကြောက်တဲ့ခြင်းမကာကွယ်ပေးတယ်။နံပါတ်4ကိုယ်ခန္ဓာတန်တက်ဆုပ်ယူခြင်းကိုမဆတဲ့။နံပါတ်5အသားအရေကို ကြားမာစေတယ်။နံပါတ်6အစာချေစနစ်ကိုကူညီတယ်။နံပါတ်9ကိုခန္ဓာရေဓာတ်မကန်းချောက်အောင်မဆတဲ့။နံပါတ်10ကင်ဆာယောဂါမဖြစ်အောင်ကာကွယ်ပေးတယ်။နံပါတ်9ကိုယ်အလေးချိန်ကိုထိန်းပေးတယ်။နံပါတ်10 stress ကိုလျှော့စေတယ်။နံပါတ်11ရင်ပူခြင်းကိုတက်တာစေတယ်။နံပါတ်7ဥထဲကလေကိုထွက်စေတယ်နံပါတ်73ကိုခန္ဓာအညစ်ကြေးစွန့်တဲ့စနစ်ကိုကူညီတယ် အဆုံးတိုင်အောင်နားထောင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်။တံပယာယေတံပယာတိစနစ်တကြစားတော့ခြင်းအားဖြင့်ဤယောဂအားလုံးနဲ့ကင်းဝေးနိုင်ဖို့တင်တို့အားလုံးအတွက်ကျွန်တော်အနေနဲ့မေတ္တာပို့ပေးပါတယ်။